ချင်းလွတ်လပ်ရေးဖွဲ့ KIO ကကချင်းလွတ်မြောက်ရေးတပ်မတော် KIA ဆိုပြီးလွန်ခဲ့တဲ့64နှစ်တည်းကဖွဲ့စည်းပြီးစစ်အာဏာရှင်တွေကိုတော်လှန်တိုက်ထုတ်ခဲ့ကြပါတယ်။အခု2021နေဦးတော်လှန်ရေးမှာတော့အတွေ့အကြုံရင်းနာနဲ့ညီဥဆောင်တိုင်းဒါလက်နက်ကန်တပ်ဖွဲ့တစ်ခုအနေနဲ့မြူတန်းညွညွရေးဆိုရအညူကြီးရဲ့ PDF တွေပါဝင်စစ်အာဏာရှင်တော်လှန်လူလူငယ်တွေကိုစစ်ပညာတွေတင်ကြားထောက်ပံ့ပေးတဲ့ကဏ္ဍကိုပါ KIA ကတိုးချစ်တောင်းဝင်ခဲ့ပါတယ်။လက်ရှိမှာ KIA က မြန်မာနိုင်ငံမြောက်ပိုင်းမှာအန်ယူဂျီဆိုရအတွက်ရေးကြီးတဲ့ခန်းကဏ္ဍကနေပါဝင်လှုပ်ရှားနေပြီးစီအုပ်စုရဲ့တက်စကန်တီနဲ့ဗျူဟာကုန်း90ကျော်ပါဝင်ကချင်ထူးဒေတာကမြို့နယ်အလုံးကို အပိတက်တက်ခိုက်သိမ့်ပိုက်ပြီးအဲ့ဒီဒေတာကိုဖျက်သိမ်းနိုင်ခဲ့တဲ့အထိအောင်မြင်မှုရယူထားနိုင်ပါတယ်။တိုင်းဒါလက်နက်ကိုင်ဖွဲ့တွေကမြန်မာဆရာနာရှင်တွေစုဝေးရာအနာဒိတ်စတက်ကအနာရှင်တွေချုပ်ငြိမ်းရေးအတွက်လက်နက်ကိုင်တပ်ဖွဲ့တွေအလုံးစုပေါင်းတက်ခိုက်ဖို့ KNY ကအလို့ရှိနေပါတယ်။ တော်လိုင်းအင်အားစုတွေတစုစစီတဲ့တော်လန်ကြမှာဆရာနာရှင်အမြန်ချုပ်ကြီးမယ်လို့ KIA ပြောရေးဆောင်ရေးရှိသူဘုံမူကြီးနော်ဘူးက MBA ကတဆင်ပြောကြားလာတာဖြစ်ပါတယ်ကျွန်တော်မြန်မာနိုင်ငံမှာရှိနေတဲ့လက်နက်ကဲတော်လန်ကြီးဖွဲ့တဲ့အားလုံးစစ်အာဏာရှင်စနစ်ချုပ်ငင်းကြီးဆိုတဲ့ပန်းတိုင်အောက်မှာတစုတစီပူပူပေါင်းလက်တွဲငင်းကြီးနဲ့တက်ပွဲဝင်တာကော့ ဝန်နိုင်လို့ရှင်တော့အကောင်းဆုံးဖြစ်ပါဖြစ်ပါတယ်။ဒါမဲ့ကျွန်တော်တို့အဖွဲ့စည်းတဖွဲ့ချင်းရဲ့ယက်တီချက်ဥတီချက်ဒီမန်ချက်တွေကမတူတဲ့အတွက်အခုလိုမျိုး TNLAD level သူတို့တင်းချုပ်ထားတဲ့နေမည်တချို့တွေကိုစစ်ကောင်စီကိုပြန်ပေးလိုက်တဲ့အနေအထားလဲအဲသူတို့ဆုံးဖြတ်ချက်လဲသူတို့ယက်တီချက်နဲ့ ဆုံးဖြတ်တာဖြစ်နိုင်တယ်လို့ကျွန်တော်အဲ့လိုပဲနားလည်ပါတယ်တရုတ်ရုရှားအကူနဲ့တူခေါင်းပြန့်ထောင်လာတဲ့စေအုပ်စုရဲ့ထိုးစစ်အပြင်းအထန်မှာပဲဗိုလ်မှူးကြီးနော်ဘူးကအခုလိုထုတ်ပြောလာတာပါအဲ့ဒီနောက်ကချင်ပြည်ကတိုက်ပွဲတွေကြောင်း KIA ဗိုလ်ကြီးကမေးမြန်းခဲ့ရမှာတော့အခုလိုပြောပြလာပါတယ်ကျွန်တော်တို့ကချင်ပြည်နယ်ရဲ့စစ်ရဲအခြေအနေကို ပြောမယ်ဆိုလို့ရှိရင်ပမော်ဘက်မှာလည်းတိုက်ပွဲကတော့ဆက်တိုက်လို့ဖြစ်ပါတယ်

စေအောင်စုတက်တွေက KIA တင်ထားတဲ့စကန်တွေကိုပြန်လည်သိပိုက်နိုင်ဖို့အတွက် အင်အားလုံခြုံသုံးကတိုက်ခိုက်တာလေကြောင်းစစ်ဆင်တာလက်နက်ကြီးတွေနဲ့ထိုးစစ်ဆင်နေပေမဲ့ KIA ပူးပေါင်းပြည်ရဲတွေကထိန်းချုပ်တားဆဲဖြစ်ကြောင်းဝိုင်းမော်ဒီတာခန်တအူကပြောပါတယ်။အဲ့ဒီနောက် KIAC ကစစ်ပညာတင်ကြားခဲ့ပြီးအခုနောက်ပိုင်းကတောက်ကစားတွေဖြစ်လာတာသိရှိခဲ့တဲ့တောင်တက်တီ NLN နဲ့ကိုကန်တက် MNDA တို့ဟာတရုတ်ပြည်အရရှက်ပြမြောက်ပိုင်းကလာရှိုမိုးမိတ်နဲ့တူ မန္တလေးတိုင်းကမိုးကွမျိုးတွေကိုပြန်ပြီးလိုက်ရတဲ့အပေါ်ဘုံမူကြီးကအခုလိုမှတ်ချက်ပြုပါတယ်အဲ TNLD ခုလိုမျိုးထင်းကျုပ်ထားတဲ့နေရာနေမေဒီကိုစစ်ကောင်စီကိုပြအရင်လေကျွန်တော်တို့တခြားတော့တော်လည်းအဖွဲ့စည်းတွေအားလုံးလည်းကိုယ့်ရဲ့ရည်တည်ချက်ကိုယ့်ရမန်းချက်နဲ့ကိုယ့်ပန်းတိုင်နဲ့တွားတဲ့အဖွဲ့စည်းတွေပဲကျွန်တော်တို့ဖြစ်ကြပါတယ် တာကြောင့်စစ်အာဏာရှင်စနစ်ချုပ်ငင်းရေးဆိုတဲ့ပန်းတဲ့အောက်မှာကျွန်တော်ဂျာနယ်အဖွဲ့အစည်းတွေအလုံးစုံတစ်စီနဲ့ဒီဒေါ်လာရေးတွေကိုဆက်ပြီးမှအဲကျွန်တော်လျှောက်ဖို့ကတော့အရေးကြီးပါတယ်စစ်အာဏာငယ်စရာလည်းမလိုဘူးလို့ကျွန်တော်ပြောလိုပါတယ်ဒီပေါ်ဒေါ်လာရေးအင်အားစုတွေအနေနဲ့ဘာမှစိတ်အားငယ်စရာမလိုပဲမိမိတို့ရဲ့တော်လှန်ရေးယူမဲ့ဂျပန်နိုင်ငံကိုအရောက်တော်ဖို့ပဲလိုတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ် ကျွန်တော်လက်နက်ကြယ်ဖွဲ့စီတီအားလုံးတစုတ်စည်းနဲ့နေပြီးမှလူအပ်တဲ့တော်လည်းကိစ္စတွေကိုကျွန်တော်တို့ပိုးပေါင်းလက်တွဲပြီးမှလုပ်ဆောင်နိုင်တော့ဒါအကောင်းဆုံးဖြစ်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဒါမဲ့တော်လည်းအဖွဲ့စည်းတစ်ဖွဲ့နဲ့တစ်ဖွဲ့ကတော့ယက်တီချက်ခံယူချက်နဲ့ဦးတီချက်တွေ အမတူငီတဲ့အတွက်အခုလိုမျိုးတင်းနေရတယ်လေသူတို့ခံယူချက်နဲ့သူတို့ရဲ့အဲယက်တီချက်နဲ့အခုလိုမျိုးစစ်ကောင်စီကို သူတို့ထိချုပ်ထားတဲ့နေမင်းတချို့တွေကို ပြန်အပ်ပေးတဲ့အနေအထားဖြစ်မယ်လို့ကျွန်တော်နားလည်ပါတယ်တခါတီအန်လန်လေးကပြန်ပေးပြီမဲ့မန်လေး PG ရဲ့ပါဝင်ဒေတာသင်းပြည်သူ့ကော်မတီတက်တွေကမကုတ်မြို့ကိုပြန်မပေးဘဲဆက်လက်ခုခံကြမယ့်ပေါ် ကရင်ပြောခွင့်ရပုဂ္ဂိုလ်ကအခုလိုကြံပြပြောကြားလာပါတယ်။နောက်တစ်ခုကတော့ DNLD ကိုလိုမျိုးသူတို့ထိန်းချုပ်တဲ့နေမယ်တခုအတချို့လေးကိုစစ်ကောင်စီဘက်ကအလိုက်လေးပဲကျွန်တော်တို့ဒီအားလုံးကတော့အဲဒေါ်လာကြီးရဲ့အဖွဲ့တွေအားလုံးအမစစ်အားငယ်စရာမလိုဘူးကိုယ့်ရဲ့ဘန်တဲ့ကိုယ့်ရဲ့မန်ချက်ကိုယ့်ရဲ့ဦးတီချက်အဲတခုစီနဲ့ ရှေ့ဆက်ပြမသွားဖို့ကတော့အရေးကြီးဆုံးဖြစ်ပါတယ်။စစ်အာဏာရှင်စစ်ချုပ်ငင်းရေးဆိုတဲ့ကျွန်တော်တို့ပန်းတယ်မြောက်မချင်းကတော့ဆက်ပြမကျွန်တော်တို့တိုက်ပွဲဝင်ကြမှာဖြစ်တယ်လို့ပြောလို့ပါတယ်။အဲ့ဒီမိုးမေတ္တမိုးကောက်တို့မှာရက်တည်နေတဲ့ကျွန်တော်တို့ဒေါ်လာညက်တက်ဖွဲ့ဒီတခြားတော်လာညက်ဖွဲ့စီးတီအလုံးလေအရင်ကလိုပေါ့အဲ့ဒီမိုးမေတ္တ မုန်ကုတ်တွေကိုထင်း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 ဖြစ်ပေါ်ကတော့ကျွန်တော်အလုံးရဲ့တာဝန်လည်းဖြစ်ပါတယ်တို့အဲထင်း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 ဖြစ်ပေါ်ကာကွယ်ဖို့ပြောထားတာကိုတော့ကျွန်တော်အားပေးပါတယ်ဟုတ်ကဲ့ဆရာနာရှင်တော်လည်းမှုတမိုင်းတခြားအားကောင်းဆုံးဖြစ်တဲ့2021နယူးတော်လိုင်းကြီးမှာပါဝင်နေကြတဲ့ပြည်သူတွေနဲ့တော်လိုင်းကြီးရဲ့ဘော်တွေကိုဘုံမူကြီးနော်ဘူးကအခုလိုတိုက်တွန်းပြောကြားလာပါတယ်နယူးတော်လိုင်းကြီးမှာတာဝန်ထမ်းဆောင်နေတဲ့ ရေပေါ်ရီနဲ့တခြားတော့ပြည်သူလူထုဒီလဲအဲကိုရေမှန်းချက်တွေကိုရဲ့အဥတီချက်တွေကိုတော့တရီတင်းအဲလိုက်နာဖို့ကတော့အရေးကြီးဆုံးဖြစ်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ပြောလိုပါတယ်မြို့နယ်ဆက်ရှိခုရှိတဲ့ချင်းပြည်နယ်အတွင်းအတူရရေကောက်ပွဲရဲ့အပိုင်းတစ်မှာမြကြီးနားပါဝင်6မြို့နယ်မှာပြုလုပ်မယ်လို့ကြေညာထားပြီးအပိုင်းတစ်မှာတော့မိုးကောင်းဝိုင်းမော်နဲ့မကြမ်းမောစားတဲ့၃မြို့နယ်ကစီးရင်ဝင်နေပါတယ် KIA တင်ထားတဲ့ချီပွေ၊ဆော့လော၊စွန်ပရာဘွန်၊အင်ဂျန်ယန်၊မိုးမောင်းနဲ့မန်စီစားတဲ့ဒေသတွေမှာရေကောက်ပွဲမလုပ်နိုင်သေးဘဲအရေးပေါ်မျိုးနွယ်တည်တဲ့စစ်ကောင်မရှင်ကထည့်သွင်းကြေညာထားပါတယ်။လက်တလော KIA PGA တို့အကောင့်နဲ့ဘတ်ကတ်နဲ့ဗမော်တို့ကိုစစ်အင်အားတွေဖြစ်သင်းနေပြီးပြန်လည်သိမ့်ပိုက်နိုင်မှုဂျိုပတ်နေတဲ့အတွက်တိုက်ပွဲတွေပြင်းထန်တာဖြစ်နေတယ်လို့သိရပါတယ်။